ဇူလိုင်လ၁ရက်နေ့အကြောင်းမူကားသာရဘုရားသည်ပညာကိုပေးတော်မူတယ်။နားလည်နိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အားဖြစ်တာဖြစ်တယ်။တုတ်တန်ချံအခန်းကြီးနှင့်အခန်းငယ်၆။အံဩစရာကောင်းသည့်ကိစ္စရမှာတမာကျန်းစာသည်ကဘာပေါ်တွင်အယောင်ရဆုံးစာအုပ်ဖြစ်မှတ်တမ်းတင်ခံရခြင်းဖြစ်ပါတယ်။တမာကျန်းစာတွင်ပါရှိသည့်ငနေတိမ်မွေ့သောဉာဏ်ပညာကြပြာလင်္ကာဆန်သည့်လှပညဉ့်ညောမှု ။တမိုင်းဆိုင်ရာနဲ့ဗျာဒိတ်ဆိုင်ရာတိကျမှန်ကန်မှုမျိုးမြည်သည့်စာအုပ်တွေမျှမဖော်ပြနိုင်ပေ။လင်းလေတုပတိစိတ်ကူးရင်ဆန်သည်ဖြစ်နိုင်ရင်မရှိသည့်ဂရီများနှင့်ပြည့်နေနေသည်ဟုဝေဖန်ကြသူများအနေဖြင့်မိမိတို့၏တဦးချင်းပြဿနာအရင်းခံဖြစ်ပြီးတမာကျန်းစာနှင့်မသက်ဆိုင်ပေ။ဘာသာပြန်ရင်၌အမာရင်းရှိခြင်းကြောင့်လွဲမမှုရှိနိုင်တော်လဲလူဤအားနည်းချက်ကြောင့်သာဖြစ်ပါသည်။အမှန်ဆိုရသောပြုပြင်ရမည်မှာလူသာဖြစ်ပြီး တမားကျမ်းစာမဟုတ်ပေ။ဤတို့တန်ဖိုးရှိသောတမားကျမ်းစာကိုပေါ့ပေါ့တန်တန်တန်ဖိုးထားကြသူများများလာပြီ။တချို့မိသားစုအနေဖြင့်စာတူစာစများပန်းချောင်များညှက်ထားရနေရာဖြင့်အသုံးပြုတတ်ကြပါလေ။အမှန်စစ်စစ်တမားကျမ်းစာသည် ထိုသူတို့လိုအပ်နေသည့်အကူအညီနှင့် အာမခံချက်များပံ့ပိုးပေးနိုင်သည်ကိုနားမလည်ကြပေ။ယနေ့တွင်ဆုတောင်းခြင်း။နန္ဒတကူရှင်အရှင်အောသာရှိတဲ့ဇကလုံးများမှကေတင်ချင်းတရားရသလို့ သာရအသက်တာရဖို့နေထိုင်ဖို့ငြိမ်းချမ်းဖို့အသည့်ပေးရအတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်အာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ